ရပါရှင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံတွင်းရေကြီးရေလျှံမှုကြောင့်သေဆုံးသူနဲ့ပျောက်ဆုံးသူပြည်သူ303ဦးရှိပြီးကျွမ်းနာသရစ္ဆန်ကောင်ရေတသိန်း2000ကျော်သေဆုံးခဲ့ပါတယ်ဖားကံငပြောတော်ရက်ကွက်မှာစစ်ကောင်စီကပြစ်ခတ်တဲ့လက်လက်ကြီးကြောက်ရမှုကြောင့်ပြည်သူ2ဦးဟာသေဆုံးခဲ့ရပြီး3ဦးတန်းရရှိတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မြန်မာနိုင်ငံတွင်းရေကြီးရေရှမ်းမှုတွေကြောင့်သေဆုံးသူနဲ့ပျောက်ဆုံးသူပြည်သူ303ဦးရှိပြီးကျွမ်းနာသရစ်ဆန်ကောင်ရေ3000ကျော်သေဆုံးခဲ့ကစပားနဲ့တင်းနယ်မျိုးစုံစိုက်ရက6သိန်းခွဲနီးပါးပျက်စီးခဲ့လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရာကီရဲ့အရှင်ဘင်္ဂလားပင်လယ်အောက်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်တို့ရဲ့အရှင်တွေကြောင့် မြန်မာနိုင်ငံတဝိုးလုံးမှာစက်တင်ဘာလ9ရက်နေ့ကနေစတင်ပြီးမိုးအဆက်မပြတ်ရွာသွန်းကရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။နေပြည်တော်ကရကရင်ပဲခူးမကွေးမန္တလေးမွန်ရှမ်းနဲ့အေရီတိုင်းတို့ကမြို့နယ်96ခုတို့မှာရေကြီးရေလျှံမှုတွေ တောင်ကျချောင်းရရုတ်တရက်ဝင်ရောက်စီစဉ်တိုက်စားမှုတွေဖြစ်ပေါ်ခဲ့လို့လည်းသိရပါဗါးတယ်မလာ16နှစ်ညနေ၄နိုင်တီကောက်ယူထားတဲ့စင်းတွေရပြည်သူ226ဦးဟာတေဆုံးခဲ့ရပြီး89ဦးပျောက်ဆုံးခဲ့ကစုစုပေါင်းတေဆုံးသူနဲ့ပျောက်ဆုံးသူ303ဦးရှိပါတယ်တရိษံ38344កောင်တေဆုံးခဲ့ရပါတယ်စိုက်ပျိုးရေးအေးရာတဲ့ကဇပားနဲ့တိနံမျိုးစုံစိုက်က 63,381အေကပျက်စီးခဲ့ရလို့လည်းသိရှိရပါဗျ။ရုံးဌာနနဲ့အဆောက်အုံပျက်စီးမှုတွေကတော့အဆောက်အုံ139လုံး၊စာတင်ကျောင်း1040ကျောင်း၊ဘာသာရေးအဆောက်အုံ386လုံး၊နေအိမ်2116လုံးပျက်စီးခဲ့ရပြီး35,8383လုံးရေဝင်နစ်မြုပ်ခဲ့ရကလူဦးရေတသိန်းခွဲကုညီကယ်ဆယ်လုဆောင်ခဲ့ရလို့လည်းသိရှိရပါဗျ။နိုင်ငံတော်ကုညီရေးနဲ့ကယ်ဆယ်လုဆောင်ရေးပရဟိတနဲ့လူမှုရေးတက်ကြွလှုပ် ်ရှားတဲ့အဖွဲ့တွေရဲ့ကိန်းကနဲအချက်လက်တွေရရေကြီးရေရှမ်းမှုကြောင့်တည်ဆုံးသူနဲ့ပျောက်ဆုံးသူအရေအတွက်ဟာတထောင်ထက်မှရှိနေပြီးစစ်ကောင်စီရဲ့ကိန်းကနန်းတွေဟာများစွာရုံနှဲနေရအောင်လည်းတွေ့ရှိရပါတယ်ရှင်ရှမ်းပြည်နယ်တရင်တဘောက်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကအကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်354တပ်စခန်း 900နှစ်တက်စကန်တောင်ခမ်းရွာနဲ့မကြီးရေရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တရနယ်လေးကပြောပါရတယ်။အတေမာလာ16နှစ်မနဲ့2နိုင်ခွဲလောက်မှာအကြက်ဘက်စစ်ကောင်စီအမြောက်တန်း354တက်စကန်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တောင်ခမ်းရွာအနီးတစ်ဝိုက်မှာလည်းမနဲ့17နိုင်လောက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးညနေ3နိုင်မိနစ်40လောက်မှာတော့မကြီးရေရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီ900နှစ်တက်စကန်နေရာမှာညနေ3နိုင်55မိနစ်လောက်ကတိုက်ပွဲဖြစ်ပွား ားခဲ့သေးရလို့လည်း TNL ကထုတ်ပြန်ထားပါဗျ။အဲလိုတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ကတီဘောမျိုးကသူတို့ရဲ့ခလရ23တပ်စခန်းနေရာကိုလည်း Y12 နဲ့73ကျေဘုံ80လုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးခမရ23တက်စကန်နေရာမှာလည်း ထောက်ဖို့လေရင်ဝိုင်းတွဲနဲ့တကြိမ်လက်လက်ခဲရန်တွေလာရောက်ကျဲချခဲ့လို့သိရပါဗျ။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းကရက်ဆောင်မြို့နယ်ကြောက်ကူကနေနောင်ချိုမြို့ကိုစစ်ကူလာရောက်ဖြစ်တင်းဖို့အတွက်စစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့လို့တရနယ်လေကထုတ်ပြန်ထားပါရှင်။ ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်ညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာမှာထိတွေ့တိုက်ပွဲဖြစ်ပါပြီစစ်သားတအုပ်အသေးဆုံးကဒုတက်ရဲမှုဖြိုးအားကကြော်အပါဝင် ရှင်ဦးအားဒဏ်ရာရှိခဲ့လို့တောင်ပိုင်းစစ်တေသအမှတ်2စစ်တေသကွဲက တောင်ဝန်ရှိသူတူကပြပြပါရယ်သတင်းပါလာ၁၄ရက်နေ့ကညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာကြောင်ကြီးဖုံကြီးကျောင်းမှာအခြေချတပ်ဆွဲထားတဲ့ခမရ350တရင်က အကြမ်းဖက်တပ်သားတွေနဲ့ တောင်ပိုင်းစစ်တပ်အမှတ်နှစ်စစ်တပ်ကွဲ PDF တရင်3093တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာ၄နိုင်ကျော်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ350တရင်က တပ်သားတို့ဟာတည်သွားခဲ့ပြီးဒုတက်ရင်မှုဖြိုးအားကကြော်အပါဝင်ရှင်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီအကျန်းဖက်စစ်ကြောင်းဟာဗစုံမြောင်းကျေးရွာမှာအခြေချတက်ဆွဲထားကဒေသပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးနှိစက်တာအရသားပြည်သူနေအိမ်တွေကပစ္စည်းတွေကိုခိုးယူလူရတာအပါဝင်နေအိမ်အဆောက်အုံတွေကိုဖျက်ဆီးတာတွေကိုလုဆောင်နေလို့တောင်ပိုင်းစစ်တပ်အမှတ်နဲ့စစ်တပ်ကွဲကတာဝန်ရှိသူတို့ကပြောပါရရှင်။ ကချင်ပြည်နယ်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကတ်မြို့နယ်ငမျောတော်ရွက်ကတ်မှာစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးချက်ရောက်ပောက်ကွဲသွားမှုကြောင့်ပြည်သူလူအုပ်ဟာတိုက်ဆုံခဲ့ရပြီး သုံးဝါဒဏ်ရရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။တတိယမလာ16နှစ်မွန်လွဲ့နှစ်နိုင်အချိန်ကစစ်ကောင်စီရဲ့ဖားကန့်ပြူဟာကုန်းကပြစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးကြက်ရပောက်ွက်ပြီးပြည်သူ့နှုတ်ဦးဟာတေဆုံးခဲ့တာလည်းဖြစ်ပါရယ်။မနေ့ကစိုင်းတောင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လှုပ်ဆောင်ခဲ့တယ်လို့ဖားကန့်ပြူဟာကုန်းကနေလည်းလက်လက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ကိုပေးနေတာလည်းဖြစ်ပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစိုင်းတောင်မှာစစ်ကောင်စီတပ်တွေနဲ့ KIA ဦးဆောင်တဲ့ တော်လန်တွေကြားမှာတိုက်ပွဲတွေအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေပြီးစစ်တပ်က Lucky Man Hotel အတွင်းကပြည်သူတွေကိုဒဇာကန်အဖြစ်ဖမ်းဆီးကတပ်ဖြတ်မှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့ကီနီပြည်လိုက်ကော်မြို့မှာဘလူးချောင်းရင်မြင့်တက်လာမှုကြောင့် နေအင်းတွေရေမြုပ်နေပြီးပြည်သူတွေအကူအညီလိုအပ်နေတယ်လို့ဒေသသတင်းမြစ်ကရကုံခစ်တစ်ကိုပြောပြပါရယ်တတယ်မာလာ16နှစ်ကနေစတင်ပြီးလိုက်ကောမြို့ကရက်ွက်တေတဲကိုရေတွေတက်လာပြီးနေအင်းတွေနစ်မြုပ်နေသလိုရှမ်းပိုင်းမြို့လေအထိရေတွေရောက်နေကခားလေဒီရေတွေတက်လာနေတယ်လို့လည်းသိရပါရယ်အဲလိုရေတက်ရတဲ့အဓိကအကြောင်းရင်းကတော့ဘလူးချောင်းကရေတွေမြင့်တက်လာတာကြောင့်ရက်ွက်တေတဲပါရေကြီးနေရတာဖြစ်တယ်လို့လည်းဒေသသတင်းမြစ်ကပြောပြပါရယ်လက်ရှိမှာရေဘေးတင်ပြည်သူတွေ ွက်အကူအညီတွေနဲ့ရွှေ့ပြောင်းရေးတွေကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့လည်းသိရှိရပါတယ်။ရေဘေးတင်အင်အောင်စုနယ်ပြည်သူအခြေအတွက်ကတော့လောလောဆယ်မှာမသိရသေးဘူးလို့လည်းဒေတာသတင်းမြစ်ကပြောပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးကန်တွင်ရေပုံရွာဖြစ်တဲ့ဟဲရရွာမှာ ရေတွေအဆမတန်မြင့်တက်နေတာကြောင့်အင်းကြီး900နီးပါးဟာရင်းနစ်မြုပ်နေပြီးတောက်ရည်နဲ့စားနပ်ရိက္ခာတွေအဓိကလိုအပ်နေလို့ဒေသပြည်သူတွေစီကသိရပါဗျ။ဟဲရရွာမှာအင်းကြီး900ကျော်ရှိတဲ့အထက်ကအင်းကြီး20ကျော်သာရေလွတ်ပြီးပြည်သူများစွာဟာအခက်တွေ့နေရက ပေါ့ရည်နဲ့အစားအစာအကူအညီတွေအဓိကလိုအပ်နေလို့ဒေသပြည်သူတွေစီကသိရပါဗျ။လက်ရှိတထက်တိုက်အိမ်အားလုံးဟာရင်းနှီးမြုပ်နေကနှစ်ထပ်အိမ်အပေါ်ထက်မှသာအိမ်အောင်စုတွေစုနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရလို့လည်းသိရှိရပါဗျ။အင်းလီကန်တွင်မူလရေမလာပြင် အထက်ကိုးပေကျော်ရင်းမြင့်တက်နေတာဖြစ်ပြီး ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေကဖုန်း SMS နဲ့သာဆက်သွယ်လို့ရတော့တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အင်းလေးကန်အတွင်းရွာတရွာ ဖြစ်တဲ့ဟဲလုံရွာမှာလည်းဒေသပြည်သူတွေဟာတောက်ရည်အတွက်တည်တတ်မရှိဘဲရရာရေကိုတောက်သုံးနေရတဲ့အတွက်ကြောင့်ဝမ်းရောဂါတွေဖြစ်ပွားနေရလို့လည်းဒေသပြည်သူတွေစီကသိရှိရပါတယ်။လက်ရှိမှာအင်းလေးကန်အတွင်းကျေးရွာပေါင်း181ရွာဟာရေဘေးတင့်နေကအင်းလေးဖောင်တော်ဖရာပရမွန်အတွင်းအထိရေနှင်းမြုပ်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမညပါ